2025ခုနှစ်နိုဝင်ဘာလ12ရက်ဗုဒ္ဓနေ့အတွက် Numerology ကဏ္ဍပင်ရတော့ခုနှစ်သားမိအလုံးတို့အတွက်စကားစင်မပြေမှုတွေကြုံတွေ့ရတယ်။ကိုကောင်းတာပြောတာကိုတစ်ဖက်လူကနားမဝင်တာဖြည့်ရှင်းရတာမျိုးတွေကြုံတွေ့ရတယ်။ပြီးတော့နှုတ်ခမ်းတို့သွားတို့အာဂရုတို့နဲ့ပတ်သက်တဲ့ဈာမိုင်းကိစ္စမျိုးပေါ်တတ်တယ်။ဥပမာအဖြစ်ရှာကိုက်မိတာအပူလောင်တာသွားကြိုးတာသွားနှုတ်တာဂရင်းမှာအယိုးဆူတာစသည်အဖြစ်ကိစ္စမျိုးတွေယူဆိုင်လိုက်ပါ။ အလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အကောင်းတွေရနိုင်မယ်အကျိုးအမြတ်ရှိမှအလုံးမျိုးတွေဆက်သွယ်ရမယ်ငွေဝင်ဖို့လမ်းတွေပွင့်လာနိုင်မယ်ကျန်းမာရေးအတွက်တော့စိုးရိမ်စရာမရှိကြပါဘူးဒီနေ့မှရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့သူတွေကတော့စိတ်ပင်ပန်းစရာကြုံတွေ့ရတတ်ပါတယ်ဒီနေ့မှခုနှစ်သားမိနေအားလုံးကံကောင်းမှုလို့တတ်ဆိုရင်တော့မနေ့စောစောမျက်နှာတည့်တဲ့အခါမှာလောကဝိတုလောကဝိတုလောကဝိတုဆိုတော့အကြိမ်ကြိမ်ရွတ်ဖတ်ပြီးတော့ကိုယ်တော်ကိုပွားထုံရင်မျက်နှာတည့်လိုက်ကြပါဒီနေ့မှပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေ အနောက်ဆက်ကင်းဖို့အနေရကင်းဖို့သင်ကြားရေးကိစ္စတွေအဆင်ပြေဖို့လို့တွက်ကြတော့နနသည်ဆယ်စိတ်သို့မဟုတ်နနဖြော်ရီတစ်ခွက်သို့မဟုတ်အနီအောင်ဖြောင်းနိုင်တဲ့တိုင်မြတ်စွာဘုရားရှင်ကိုထွင်ကြီးပူဇော်ပြီးတော့ဆုတောင်းလိုက်ခြင်းအပြင်ပညာရေးကံအတွက်ခွေးကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာမိချူသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးယန္တနာတွေတွက်ကြတော့မာဘုဗေရဏိယဘုရုနေဘွားမရဏဘွားသာအရှင်ဖြစ်ကြပါမရဏလို့သဘောတရားအတိုင်း ။နေစဉ်မှာခြူကြတော့လဲကြီးပွားချမ်းသာအောင်မြင်ကြမယ်ဇာတာရှင်များဖြစ်ကြပါလေ။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရဖြစ်နေကတော့အတ္တတပူဇော်ခြင်းသို့မဟုတ်တတ္တဝဘေးမဲ့လွတ်ခြင်းဆိုရင်သင်္ကေတနမိတ်ဖြစ်ပါလေ။ဒါကြောင့်မလို့ငါးသက်စီလွတ်တာမျိုးတို့ငှက်သက်စီလွတ်တာမျိုးတို့ဒီနေ့မွေးနေ့ရှင်တွေဆောင်ရွက်လိုက်ကြပါခင်ဗျာ။အကျိုးပေးတဲ့စွန့်မှုတဲ့ခဏန်းကတော့၄ခဏန်းတို့၃ခဏန်းတို့ဖြစ်ပြီးတော့ မိတ်ဆွေများတို့ငွေကန်ကောင်းစီတဲ့ကုသိုလ်ရတရားကတော့စွန့်ကန်ဖုန်ကြီးကိုတကြားတို့လှူပြီးငွေကန်ကောင်းမှုအတွက်ဒီနေ့ဆူတောင်းလိုက်ပါခင်ဗျာဈေးကော်လက်ခော်အစီရင်နဲ့ဈေးရောင်းကောင်းမှုအတွက်ကတော့ဆိုင်ရှင်းမျက်နှာသာတဲ့တဲ့ကိုမျက်နှာမူပြီးအချွေတမျိုးတောင်းရင်ဆူတောင်းလိုက်ကြပါခင်ဗျာအယောင်ထိုင်းနေတဲ့ကိုမျိုးစည်းတွေအယောင်တော့ဖို့အတွက်လည်းပဲအချွေဘူးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ကြပါခင်ဗျာအမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကို တခွားသီးမှရေးပြီးညနေပိုင်းရေမြော့ပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ဒီလိုနေ့မျိုးမှာဓာတ်စာဖြစ်နေတခွားသီးသို့မဟုတ်တရက်သီးသို့မဟုတ်အသီးတစ်မျိုးမျိုးစပြီးတော့ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအိမ်တော်ရဲ့မိသားစုအချင်းမြတ်တာရဲ့အစဉ်ပြေဖို့အတွက်ကတော့မနက်စောစောမှာကောင်းကျင်းမောင်းစွန်းမြတ်စွာဘုရားရှင်ကိုကတ်တူလိုက်ပါခင်ဗျာ